Hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပတ်သွားမယ်တော့ဒီ pitch အကြောင်းဖြစ်ပါတယ်ဒီ pitch က pitch quality အနေအဖြစ်မှာ subsetter pitch တစ်ခုဖြစ်ပါတယ်ဒီ pitch မှာဆိုရင်တော့ straight အများနဲ့ဒီမှာ pitch quality အနေအဖြစ်နေတယ်ဒီလောက်အများ straight ထိတော့ခဲ့တယ်ဆိုရင်ဒီ pitch ကအခက်မသိရင် pitch က m puppy ဖြစ်တော့ဝင်နေ suspended ဖြစ်မှာ pitch ကပျောက်တော့ဝင်နေတဲ့အတွက်ကြောင့်ဒီ pitch ကိုအများဆုံးပြုပြင်မှာအဆင်ပြေမယ်ဘလို့ပြုပြင်သွားရမယ်ဘလို့လွတ်ဆောင်သွားရမယ်ဒီ pitch ကိုလည်းမသိနားမလဲပဲဘလို့အမှားမျိုးတွေလုပ်ခဲ့မိတဲ့အတွက်ကြောင့်အခုလိုမျိုးအမှားအများကြီးဖြစ်သွားခဲ့တဲ့ဆိုမှဒီနေ့ deep room အားလုံး step by step လို့ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်ပြီးလို့ရှိရင် copy တက်ပုံ copy content တွေကိုလည်း corporate looking အောင်ဘလို့ edit သွားရမယ်ဆိုမှဒီ video မှာတခါတည်းပြပြပေးမယ်အတွက်ကြောင့်မို့လူကြီးမင်းတို့ page မှာလည်းအခုလောက်တိုင်း page quality အညီအောင်ဖြစ်နေတဲ့ OIR ဖြစ်နေတဲ့ page rich english မြန်မာချပြီးဆရာဆရာရဲ့ပါနေဆိုရင်တော့ဒီ video ကြည့်ပြီးမှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်အားလုံး step by step လို့ပြီးကျွန်တော်ပြပြရှင်းပြပေးမယ်ဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ format တစ်ချက်ကြည့်မှာဆိုရင် page grow add တစ်ချက်ကြည့်မှာဆိုဒီမှာ ဒီပစ်ကကျွန်တော်ကို subs အထားဒီနေ့နဲ့ဆိုရင်ခုနှစ်ရှိရရှိသွားခဲ့တဲ့အတွက်ကျွန်တော်သူ့ရဲ့ star ကကောင်းသွားခဲ့တယ်ဆဆချင်းတော့ကျွန်တော်က subs လာအတော့တူစဉ်ဒီ star မှာချက်ချင်းကဖြစ်ပြီးမှဒီနားမှာဆိုရင် pitch is recommendation suspended ဖြစ်သွားခဲ့တယ်အခုပြုတ်ပြင်းတဲ့တပတ်နောက်ပိုင်းမှာဒီ grow at risk ဖြစ်သွားခဲ့တဲ့ star ကောင်းသွားခဲ့တယ်အခုလိုမျိုး star ကောင်းသွားခဲ့တဲ့ဆိုရင်တော့ဒီ pitch မှာ post content အသစ်တင်ပြီးသွားမယ်ဆိုရင် pitch က wish english မှာတော်တော်လေးကို performance ကောင်းပြီးလာပါမယ်အဲ့တော့ကျွန်တော် review content နေပြီးသွားမယ်ဆိုလို့ရှိရင်တော့ဒီအဲ့ဒါ ဒီ era ဒီ strike တွေရှိနေတဲ့အတွက်ကြောင့်မတရားစာ affil တင်ပြီးမှဆင်းရလို့သွားမယ်ကျွန်တော် step by step လို့ပြီးကျွန်တော်ပြောပြရှင်းပြပေးမယ်ဒီ page owner မသိနားမလည်းပဲဘလို content ဘလို့တက်ပုံမျိုးတင်ခဲမိတဲ့အတွက်ကြောင့်မအခုလိုမျိုး strike ထိတော့ခဲ့ရဆိုကျွန်တော်တစ်ချက်ပြပေးမယ်ဒီဥစားမှာ Facebook တွေမှာဖျက်သွားခဲ့တဲ့အတွက်ကြောင့်ပြလို့မရတော့တဲ့အတွက်ကြောင့်တင်တဲ့ content နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးမယ်ဒီ page owner မသိနားမလည်းပဲအခြား WhatsApp ကတက်ပုံမျိုးအလွယ်တကူ download ဆွဲတယ်သူများ page အခြား WhatsApp ကအခြား social media တက်ပုံမျိုး download ဆွဲပြီးမှ သူ pitch မှာ attend မလုပ်ဘဲသူ pitch မှာတင်ပြီးသွားတဲ့ခါမှာအခုလိုမျိုး straight tip မှာ pitch quality အညာပြတ်သက်ခဲ့တဲ့ else နဲ့ပတ်သက်ပြီးလုံအောင်လုပ်လို့မရပါဘူးအကယ်လို့ကျွန်တော်တို့ကဇေယောနဲ့ pitch ဖြစ်တဲ့အတွက်ကြောင့်အခြား social media အခြား website အခြားဒိုင်းတွေက people တက်ပုံတွေကိုတင်ရမယ်ဆိုရင်အဲ့တက်ပုံတွေကိုဘယ်လို edit သွားရမလဲဆိုပြီးကျွန်တော်ပြပေးမယ်အဲ့အတွက်ကျွန်တော်ဒီမှာတက်ပုံတပုံကျွန်တော်တစ်ချက်ကျွန်တော် download ဆွဲလိုက်ပါမယ်အဲ့အတွက်ကျွန်တော်ဒီ save content တစ်ချက်နေပြီးသွားလိုက်ပါမယ်ဒီနေရာတစ်ချက် save လုပ်ပြီးသွားလိုက်မယ် အဲ့တော့ကျွန်တော် library ဖြစ်အောင်ဆိုပြီးကျွန်တော်အားလုံးအသေးစိတ်လို့ဒီမှာကျွန်တော်ပြောပြပေးမယ်။အဲ့တော့ကျွန်တော်ဒီဖက်မှာ tab အသစ်ဖွင့်မှာဒီ canvas software ဆိုရှိရပါတော့ဒါကြတော့ play store app store နဲ့အလွယ်တကူ download ဆွဲမှာ gmail လို့ sign in ဝင်ပြီးတော့မှဆိုဒီပေါ်စာပေါ်လာခဲ့မယ်ဒီပေါ်စာပေါ်လာခဲ့ပြီးဆိုရင်တော့ကျွန်တော်ဒီဖက်မှာဆိုနည်းနည်းလေး custom size ဆိုရှိရဒီ user တစ်ချက်နှိပ်ပြီးတော့မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ1080ထည့်ပြီးတော့မယ်ဒီဖက်မှာလည်း1080ထည့်ပြီးတော့ပါမယ်ခင်ဗျာနော်ဒါကြတော့ကျွန်တော်တို့ဒီ tab ပုံလောက်ရတဲ့အလွယ်ကူဆုံးဖြစ်တယ်ဒီ site ကြတော့ instagram အတွက်က tiktok အတွက်က page အတွက်က snp အတွက်ကြောင့်ဒီ site ကိုရေးပြီးတော့မယ် ဒီလို pop up လေးပေါ်လာခဲ့ပြီးဆိုဒီ pop up ကိုကျွန်တော်တစ်ချက်ထင်းထင်းရှားရှားဖြစ်အောင်ကျွန်တော်အမဲရပုံစံပြောင်းလိုက်မယ်ပြီးရင်အခုနောက် download ဆွဲလိုက်တဲ့ပုံ table စဒီ upload file တစ်ချက်နေမယ်အပေါ် upload file တစ်ချက်နေမယ်ပြီးလို့ရှိရင်ကျွန်တော်အခုနောက် download ဆွဲတဲ့တဲ့ပုံတစ်ချက်ဒီမှာယူထည့်လိုက်ပါမယ်ဒီမှာရောက်လာခဲ့ပြီးဆိုဒီဥစ္စာတစ်ချက်ထောက်လိုက်ပြီးဆိုဒီဖက်ရောက်လာမယ်ပြီးရင်ကျွန်တော်ဒီဥစ္စာဒီလိုလေးဆွဲဆန်းလိုက်ပါမယ်ခင်ဗျာနော်ဆွဲဆန်းလိုက်မယ် ပြီးရင်ဒါကျတော့ကိုလိုသူမျိုး crop ဘာညာလုပ်ပြီးမှသွားပါခင်ဗျာနော်ပို့ပြီးအစင်ပြောင်းပို့မှကြည့်လို့လအောင်ဒါကိုကျွန်တော်နည်းနည်းအောက်ဆွဲချလိုက်မယ်အစမ်းတက်အနေနဲ့ပဲကျွန်တော်ပြပေးတယ်လူချင်းမင်းတို့ page အတွက် edit လုပ်တဲ့ခါမှာအကောင်းဆုံးအလားဆုံးလူကြီးကောင်းဆုံးဖြစ်အောင် edit လုပ်ပြီးတော့ပါခင်ဗျာနော်ဒီဥစားအယောင်ပညာပြောင်းဖို့ဆိုရင်လည်းကျွန်တော်ဒီဖက်မှာနှိပ်ပြီးတော့လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဥစား background ပညာပြောင်းမယ်ဆိုတော့ဒီ BG remote တို့တစ်ချက်ထောက်သွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ background ပြောင်းတော့ခင်ဗျာခဏလေးစမ်းဖို့ပေါ့နော်ဒီမှာဆိုရင် background အားလုံးပြောင်းတော့ခဲ့တယ်ဒီနေ့မှကျွန်တော်ကျွန်တော်တို့အခြားသော background ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီဥစ္စာပြန် backup ပြန်စုံမယ်ဒီပုံစံလေးဆိုရင်ကျွန်တော်ဒီပုံစံမှာကျွန်တော်တို့ဒီ background ဒီကျွန်တော်စာသားတစ်ခုခုထည့်မယ်အတွက်ကြောင့်မို့ဒီ page name တစ်ချက် copy ကိုပြီးဒီမှာ page လို့ထည့်လိုက်မယ်ပြီးရင်ဒီစာသားတစ်ချက်နေမယ်ပြီးရင်ကျွန်တော်ဒီ page တစ်ချက်နေမှာဒါလေးတစ်ချက်နေမှာကျွန်တော်ဒီနေ့မှာထင်းရှားရှားဖြစ်အောင်ဆိုပြီးကျွန်တော်အနီအောင်လေးကျွန်တော်တစ်ချက်ထည့်မယ် ပြီးလို့ရှိရင်ကျွန်တော်ဒီဥစားလိုလိုမျိုး expand လုပ်ပြီးသွားလို့ရပါတယ်ခင်ဗျာနော်ဒီဥစားကျွန်တော်ဒီအောက်ဆုံးမှာထားမယ်လူကြည့်မင်းတို့ကျွန်တော်အပေါ်မှာထားတာပင်နာထားတာအစင်ပြောင်းထားပါခင်ဗျာနော်ကျွန်တော်ဒီနေ့တစ်ချက်ရှင်းပြပေးမယ်ကျွန်တော်တို့ copy ကူးလိုက်တဲ့ dataset အခြား social media တောင်းဆိုတဲ့ dataset ရဲ့နောက်ခံ background မှာ data အချက်လက်တွေ ID အချက်လက်တွေအများကြီးပါလာခဲ့တဲ့အတွက်ကြောင့်ကျွန်တော် page မှာတင်ပြီးသွားမယ်ဆိုရင် Facebook အရင်က detect လုပ်ပြီးသွားတဲ့ခါမှာ page အတွက် copyright ဖြစ်စေတဲ့အကြောင်းမို့ကျွန်တော် copy content ကိုပြန် edit လုပ်ပြီးတင်သွားရတယ်ဒီ canvas software နဲ့ edit လုပ်ပြီးတင်သွားရတာပေါ့နော်အခုလိုမျိုးလုပ်လို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ page ကနေ download ဆွဲပြီးမှ page မှာတင်သွားရုံဒီမှာ download တစ်ချက်နေမှာ download ဆွဲပြီး page မှာတင်သွားရုံမှာပဲအရင်ကိုလွယ်ကူတဲ့လူကြီးမျိုးတို့ရဲ့ဒီ phone တွေမှာလုပ်ပြီးသွားမှဆိုတက်ဘော့တဘုံ edit ဖို့ဆိုစကက်ပိုင်းမှာကြာပါတယ်ခင်ဗျာနော်စကက်ပိုင်း edit လုပ်ပြီးမှ page မှာတင်သွားလို့ရပါတယ်ပုံစံအတိုင်းလုပ်လို့ပြီးသွားခဲ့ပြီဆိုကျွန်တော် page မှာတင်ပြီးသွားပါဒီ page owner တော့ကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီးတင်သွားတဲ့အားလုံးအစဉ်ပြန်လှုပ်ဆောင်သွားခဲ့တယ်။နောက်တစ်ခု deep page owner အမားကျော်သူ patient straight အများကြီးအကြောင်းရယ်သူကထိုင်းနိုင်ငံမှာနေတဲ့အတွက်ကြောင့်မို့ထိုင်းထီနဲ့ပတ်သက်ပြီးတက်ပုံရပြီးတင်သွားခဲ့တယ်။ထိုင်းလော်တရီထိုင်းထီနဲ့ပတ်သက်ပြီး KP Wave ငွေလဲစကင်ရှော့နဲ့ပတ်သက်ပြီးကျွန်တော် Pitch Messenger မှာစကားပြောတဲ့စကင်ရှော့ကို Live Blue အနေနဲ့ဖြစ်စေ ကျွန်တော်တက်ပွင့်ရေးပြီးတင်တော်လို့မရဘူးပြီးရင်ဇေယွန်ဇေဝဲပေါ်ချစာရွက်နဲ့ပတ်သက်ပြီးစာရွက်ပေါ်မှာတခုခုရေးပြီးမှတက်ပွင့်ရေးပြီးတင်တော်ခဲ့မယ်ဆိုရင် Facebook team ရဲ့ policy နဲ့မလုပ်ခင်တဲ့အတွက်ကျွန်တော် violation ဖြစ်မှာအဲ့တက်ပွင့်တွေကို remove လုပ်သွားမှာ straight tv page quality အနေနဲ့ဖြစ်တော့ခဲ့မယ်တချို့ဆိုရင် and public suspended ပါဖြစ်တော့ပနိုင်တဲ့အတွက်ကျွန်တော်အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုပ်လို့မရပါဘူးခင်ဗျာနော်အဲ့အတွက်ကျွန်တော်ဒီဘက်မှာတစ်ချက်သွားပြီးမှာ အခုနောက်ဆက်ကျွန်တော်တစ်ချက်ပြောပြပေးမယ်အကယ်လို့ကျွန်တော်တို့အဲ့လိုမျိုး live group အနေနဲ့တင်သွားခြင်းနဲ့ second shot တွေငွေလဲ second shot တွေကို live group အနေနဲ့တင်သွားခြင်းနဲ့ဆိုရင်တပ်ပုံတော့တင်လို့မရဘူး video ပုံစံ screen recording လုပ်ပြီးမှ video ပုံစံလုပ်ပြီးမှ video မှာနောက်ခံတစ်ချင်းမထည့်ပေးနဲ့ pitch မှာတင်သွားလို့ရပါတယ်ခင်ဗျာနော် နောက်ခုဒီ page owner အမားကျော်သူက lunch တွင်းလွင့်ပြီးဇေယောင်းတဲ့ခါမှာဒီမှာပေါ့နော်ဒီမှာဇေယောင်းဇေယောင်းနဲ့ပတ်သက်ပြီး straight တစ်ခုထိတော့ခဲ့မှာပြောမယ်ဆိုရင်သူကဇေယောင်းတဲ့ခါမှာသူကနောက်ခံတချင်းထည့်ပြီးတော့တယ်သူရဲ့ live stream video မှာနောက်ခံတချင်းထည့်ပြီးတော့တယ်အဲ့ဒီနောက်ခံတချင်းတစင် copy ထိမှာလဲ page quality အနေနဲ့ဖြစ်တော့ခဲ့တယ် else နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရဘူးအဲ့တော့ကျွန်တော်ဒီဖက်တစ်ချက်လာမယ် spot inbox တစ်ချက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာတစ်ချက်ပြန်သွားလိုက်ပါမယ်ကျွန်တော်ဒီမှာ assistant အနေနဲ့ကျွန်တော်ပြပေးမှာပေါ့နော် ဒီမှာဆိုဒီ time ठी နဲ့ပတ်သက်ပြီးတင်လာဥစ္စာ strategy တဲ့ဒီဥစ္စာကျတော့နောက်တစ်ခု strategy တော့ခဲ့တယ်ဆိုတော့မို့ဘယ်ဥစ္စာလဲဆိုတော့တစ်ချက်ပြပြီးမယ်ဒါလည်း facebook တင်က automatic ဖြတ်သွားပြီးပြီးအဲ့အတွက်ကြောင့်မို့ဒီဥစ္စာကိုကျွန်တော်တို့ request view တင်ပြီးတော့ရမယ်အဲ့အတွက်ကျွန်တော်တို့ request view တင်ဖို့ဆိုရင်ဘယ်လိုလုပ်ဆောင်သွားရမလဲဆိုမှဒီ video မှာအသေးစိတ်လို့ပြီးကျွန်တော်ပြပြီးမယ်အရင်ဆုံးကျွန်တော်သူ page home ကိုတစ်ချက်ပါမယ်ပြီးလို့ရှိရင်အပေါ်က url link တစ်ချက် copy ခုမယ်ကျွန်တော်ဒီဖက်မှာဆိုရင် affiliate မျိုး server အစင်းထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဆိုရင် page ရဲ့ url link ထည့်မယ်အပေါ်မှာလည်း page ရဲ့ url link ထည့်မယ် ပြီးရင်ကျွန်တော် opposition တစ်ချက်သွားမှကျွန်တော်ဒီ and publish ဆိုတဲ့ဥစ္စာကိုကျွန်တော်တစ်ချက် copy ကူမှ affiliate တင်သွားရပါမယ်ဒီ page က straight အများကြီးထိထားတဲ့အတွက်ကြောင့် account တင် page က and publish ဖြစ်သွားဖို့နိုင်တဲ့အတွက်ကြောင့်ဒီနေရာနဲ့ request တွေပြုတင်ပြီးသွားမယ်နောက်တစ်ခုကြတော့သူ page မှာ copyright strike တွေအများကြီးထိတဲ့အတွက်ကြောင့်အဲ့ဒီ copyright strike ကို affiliate တင်ပြီးသွားမယ့်အတွက်ကြောင့်ဒီ link တစ်ချက် copy ကူးမယ်။ pin tab အတွက်မှာကျွန်တော် page လို့ပြီးမှထည့်သွားလိုက်ပါမယ်။ အားလုံးလို့လို့ပြီးတော့ခဲ့ပြီဆိုရင်ဒီဖိလ်တစ်ချက်ပြန်လာမယ်ကျွန်တော်ပြန်ဒီဟိုဆက်တစ်ချက်ပြန်နေမှာဒီဟိုဆက်တစ်ချက်ပြန်နေမယ်ပြီးရင်ကျွန်တော်ဒီအပေါ်ဆက်တစ်ချက်ပြန်နေမှာအပြာရောင်တစ်ချက်ပြန်နေမယ်ဒီပေါ်ဆက်ပေါ်လာခဲ့ပြီဆိုရင်အားလုံးတစ်ချက်ပြန်နေမယ်အပေါ်ဆုံးအဆက်တစ်ချက်ပြန်နေမှာလက်ရှိဖြစ်တာ pitch ကဖြစ်တော့ကျွန်တော် pitch ကိုရွေးမယ်ပြီးရင်ကျွန်တော်ဒီမှာ afield တင်မှာစာသားထည့်သွားရမယ်အတွက်ကြောင့်အဲဒီစာသားကကျွန်တော်အခုနကလောက်တဲ့စာသားကိုကျွန်တော်တစ်ချက်ထည့်သွားမယ်အတွက်ကြောင့်ဒီစာသားတစ်ချက်ကိုပြပူမယ် ပြီးကျွန်တော် page လို့ထည့်ပြီးမှဒီအောက်မှာကျတော့ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့ second shot ထည့်မယ်အတွက်ကြောင့်အဲ့ဒီဥစ္စာ second shot ဆွဲလိုက်ပါမယ်ကျွန်တော်ဒီဥစ္စာ second shot ဆွဲလို့ပြီးသွားခဲ့ပြီဆိုလို့ရှိရင်တော့အခုနဲ့နေရာတစ်ချက်ပြန်လာပြီးမှဒီဥစ္စာတစ်ချက်ပြန်နေပြီးမှအဲ့ဒီ စကင်ရှော့တစ်ချက်ပြန်မှာ open လုပ်ပြီးမှာ organ နဲ့ submit နေပြီးတော်လိုက်ပါမယ်။ဒါကြတော့ပထမ step အနေနဲ့ကျွန်တော်တို့ request တပြုတင်တာဖြစ်ပါတယ်။ဒုတိယ step အနေနဲ့ကျတော့ကျွန်တော်ဒီ page quality အနေနဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကျွန်တော် request တပြုတင်ဖို့သွားမယ်အတွက်ကြောင့်ဒီ owner လေးစဉ်းစားမယ်။ဒီ host တစ်ချက်ပြန်နေမယ်။ပြန်တော့ကျွန်တော်ဒီအပေါ်မှာဆိုကျွန်တော်လက်ရှိတုံးနေတဲ့ email ကိုကျွန်တော်ထည့်သွားရမယ်အတွက်ကြောင့်မို့လက်ရှိတုံးနေတဲ့ email ကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်အဲ့အတွက်ဒီဖက်တစ်ချက်လာမယ်ကျွန်တော်ဒီ email တစ်ချက် copy ကူးမယ် ီးလို့ရှိရင်တော့ကျွန်တော်ဒီအခုနဲ့နေရာတစ်ချက်ပြန်သွားပြီးအပေါ်ဆုံးမှာ page လို့ထည့်မယ်နောက်တစ်ခုကျတော့လက်ရှိဖြစ်နေ page ကဖြစ်တဲ့ကျွန်တော် page address request ပြီးတင်မယ်ကျွန်တော် page ကို you ထည့်မှာအောက်မှာကျတော့ဒီအခုနစာသားလေးပဲတစ်ချက်ပြန် copy ကူပြီးမှထည့်သွားရပါမယ်နော်ဗီဒီယိုအစောင်းသားလေးမှာရှောင်းရဆောင်နဲ့ပတ်သက်မှလည်းပြောပြပေးပါမယ်။ပြီးလို့ရှိရင်ဒီမှာ successfully ဖြစ်သွားခဲ့ပြီဆိုဒီဥစ္စာတစ်ချက် okay နေမှာကျွန်တော်ဒီဘက်တစ်ချက်ပြန်လာမယ်။ ပြန်လာပြီဆိုရင်တော့ကျွန်တော်ဒီဘက်မှာ promo တစ်ချက်နှိပ်ပြီးသွားမယ်။ဒါကြတော့အဓိကဘယ်နေရာအတွက် request save တင်လာလဲဆိုရင်ကျွန်တော်ဒီ page မှာ straight အမြဲထိသွားခဲ့တဲ့အတွက်ကြောင့်ဒီနေရာနဲ့တောင်းမန်စာလေးတင်သွားမယ်။ဒီတောင်းမန်စာမှာဘာကြီးထည့်သွားမယ်ဆိုတော့အချက်ပြပြီးမှဒါကြတော့ ကျွန်တော် page မှာပထမတော့မသိနားမလဲပဲနဲ့ an original content copy content copy post တင်ခိုင်းမိတယ်ကြောင့်ဖြစ်သွားခဲ့တယ်အခုချိန်မှာနားနဲ့သဘောပေါက်ပြီးမှအဲ့ဒီ content တွေအားလုံးဖြတ်ပြီးမှအခုဆို own video own image own video လောက်ပဲတင်ထားဆိုတဲ့အကြောင်းနဲ့ပတ်သက်လုံးဝ explain လုပ်ပြီးမှဒီဥစ္စာတစ်ချက် copy ကူးမယ်ပြီးရင်တော့ကျွန်တော်ဒီဥစ္စာတစ်ချက်နှိပ်မှကျွန်တော်ဒီအောက်ဆုံးမှာ page လို့ထည့်မယ်အောက်ကကျတော့ကျွန်တော်ဒီ page quality အနည်းဖြစ်တဲ့ screenshot ထည့်မယ် ပြီးတော့ရှင်တော့ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်တော့အခုနောက်တော့ကျွန်တော်တို့ email တစ်ချက်ပြန်ထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာဆင် page name ထည့်မယ်အတူကြောင့်မို့ page name copy ကူးမယ်ပြီးရင် page load ထည့်မယ်ပြီးရင်တော့ကျွန်တော်ဒီနေရာမှာဆင် page ရဲ့ URL တစ်ချက်ပြန်ထည့်သွားရပါမယ်ခင်ဗျာနော်ဒါကျတော့လုံးဝအသေးစိတ်လုပ်ပြီးမှထည့်သွားရပါမယ် အားလုံးကျွန်တော်ထည့်လို့ပြီးသွားခဲ့ပြီဆိုရင်တော့အောက်ကနေ sign ဆိုတာတစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်ဒီနေရာမှာဒီအခုနဲ့ကျွန်တော်ထည့်လိုက်တဲ့ gmail လို့မှာသူကကုတ်ကြမယ်အတွက်ကြောင့်အဲ့ဒီကုတ်ကိုကျွန်တော်တစ်ချက်ထည့်မယ်အတွက်ကြောင့်အဲ့ဒီ gmail ဖွင့်ရင်မှဒီကိုစာ refresh လုပ်ပြီးသွားမယ်ကျောင်းဒီအပေါ်ဆုံးမှာကြာလာခဲ့ပြီဆိုရင်တော့ကျွန်တော်ဒီ user တစ်ချက် copy ကိုပါထည့်သွားရပါမယ်ထည့်လို့ပြီးတော့ခဲ့ရတဲ့အောက်ကနေ confirm နေပြီးမှသွားမယ်ဆိုရင်ကျွန်တော်တင်ညာတစ်ချက်ပြန် verify လုပ်ပြီးမှသွားရပါမယ်ခင်ဗျာနော်အဲ့တော့ ဒီကွက်လက်လေးအမက်လေးချိန်ပြီးမှကျွန်တော်ဒီမှာဆိုမော်တော်ဘတ်စကယ်ဆိုမော်တော်ဘတ်စကယ်တစ်ချက်ရွေးပြီးမှပြီးရင်အောက်ကနေ verify နေပြီးသွားလိုက်ပါမယ်အခုလိုအမက်လေးပြသွားခဲ့ပြီးဆိုရင်တော့အောက်ကနေ submit နေပြီးသွားလိုက်မယ်ဆိုရင်ဒီ process ကလုံးဝအောင်မြင်သွားခဲ့ပါပြီဒီနေရာမှာကျွန်တော်ခဏလေးအချိန်ဆောင်မှာဒါတိုင်းကျွန်တော်ဖြတ်ပြီးမှသွားလို့မရဘူး tab အစ်စ်ကိုသွားလို့မရဘူးအချိန်ဆောင်ပြရမယ် ဒီ Facebook team ထဲကိုရောက်ကိုအချိန်နည်းကြာတာပေါ့နော်ဒီမှာတစ်ချက်ကြည့်မှဆိုရင် from semi successfully ဆိုကျွန်တော်တို့ request ဆက်ပြီးတင်တာလုံးဝအမြင်သွားခဲ့ပြီသူတို့ဘက်ကနေစစ်ဆေးပြီးမှကျွန်တော်တို့ရဲ့ email မှာ response လုပ်ပြီးလာမယ်အတွက်ကြောင့်ဒီ user တစ်ချက် okay နေပြီးသွားလိုက်ပါမယ်အခုလိုအတိုင်းကျွန်တော် request ဆက်ပြီးတင်လို့ပြီးသွားခဲ့ပြီဆိုရင်ဒီ page မှာ post အသစ် content အသစ်တွေပုံမှန်လေးတင်ပြီးသွားရမယ် က်ပုံလေးဆိုရင်လည်းကျွန်တော်အခုနပြတဲ့တန်းတခြားလေး edit လုပ်ပြီးတော့ရပါမယ်ပြီးလို့ရှိရင်ကျွန်တော် lunch stream လုပ်ပြီးတော့ရတဲ့ဆိုရင်အဲ့ဒီ lunch stream မှာနောက်ကန်တခြင်းထည့်ပြီးတော့လို့များပါကိုယ့်ရဲ့ lunch stream ကိုကိုယ့်ကိုပြန် fringe ချတဲ့မျိုး group မှာ sharing လုပ်တာမျိုး group မှာအများကြီး sharing လုပ်ပြီးတော့မယ်ဆိုရင် error တက်ပါပဲ rich enrichment တက်တဲ့တခြင်းနဲ့ထည့်မယ်ဆိုရင်တခြင်းတစ်ဆင့် cooperative ရတယ်ကျွန်တော်လုံးဝထည့်တော့လို့များပါခင်ဗျာနော်အခုလိုအတိုင်း lunch stream ပါ냐ပုံမှန်လေးလွှင့်ပြီးတော့မယ် original content တင်ပြီးတော့မယ်ဆိုရင်ဒီ page က အချိန်တိုအတွင်းမှာပဲ pitch ကလုံးဝပြန်ဆင်းတော့ခဲ့မှာဒီဥစားအလုံးပြောက်တော့ခဲ့မှာအခုတော့မှဒီ pitch ကိုပြုတ်ပြနေကျွန်တော်တပတ်ပဲရှိသေးတယ်ဒီ status ကဖြစ်တဲ့ဥစားလုံးဝပြောက်တော့ခဲ့ပြီးအဖစ်လုံးမအဖစ်လုံးမတင်ရသေးဘူးလုံးဝပြောက်တော့ခဲ့ပြီးအခုကျွန်တော် request ပြုတ်တင်လို့ပြီးတော့ခဲ့ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ pitch မှာထိနေတဲ့ straight ဒီအလုံးပြောက်တော့ခဲ့မှာဒီ pitch is at risk ဖြစ်တဲ့ဥစားလည်းပြောက်တော့ခဲ့မှာဆင်းတော့ခဲ့မှာဒီဥစားဆင်းတော့ခဲ့ပြီဆိုရင်ကျွန်တော်ရဲ့ pitch ကျွန်တော် channel မှာ live group အနေနဲ့ကျွန်တော်ဗီဒီယိုလုပ်မှကျွန်တော်တင်ပေးသွားပါမယ်ဒီနေ့ဆိုလို့ရှိရင်လည်းတရားဥစ္စာဒီမှာ page quality အနေအားဖြစ်ပြီးမှ page quality အနေအားသုံးချင် straight tv အနေအားဖြစ်ပြီး service အတဲ့ဥစ္စာကျွန်တော်ဘက်ကပြုပြင်ပေးတဲ့အချိန်မှာအချိန်တိုအတွင်းမှာ page ကလုံးဝဆင်းလွတ်ခဲ့တယ်ဒီဥစ္စာကျွန်တော်ရဲ့ page ကျွန်တော် channel မှာ live group အနေနဲ့ signature ရိုက်ပြီးမှကျွန်တော်တင်ပေးသွားမယ်အတွက်ကျွန်တော်အဆင်သင့်လုပ်ပြီးထားတာဖြစ်ပါတယ် ဒီနေ့ဒီဘလွန်ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်တယ်အကယ်လို့လူချင်းမင်းတို့ရဲ့ page မှာ account မှာအခုလောက်တိုင်း profile at risk page at risk suspended ပိုင်းငါဖြစ်တဲ့ဆိုရင်တော့ oppo viber number တစ်စင်းဖြစ်စေအဲ့ဒီ phone number က telegram နဲ့ရှိရဲအဲ့ဒီ telegram အစင်းဖြစ်စေကျွန်တော်ဆက်သွယ်ပြီးမှမင်းမြန်းနိုင်တဲ့ subscribe လကောင်းတင်နေတဲ့လကောင်းအားလုံးအသေးစိတ်မင်းမြန်းဖို့နိုင်ပါတယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်